အလုံးပဲမင်္ဂလာပါ ရှေးဥစွာအခုလိုမျိုးချိန်နိုင်ခါပြင်ဆင်ပေးတဲ့ဖျားနာမတော်ကိုသူပဲချီးမွမ်းပါတယ်လို့အဲကျွန်တော်ရဲ့နာမည်ကဆရာမာဘရန်လို့ခေါ်တာဖြစ်တယ်အဲကချင်သူမျိုးပေါ့လေနော်ဆိုတော့တောင်ပေါင်းမျိုးဖြစ်တယ်အဲကျွန်တော်ရဲ့ဇာတိပေါ့လေနော်လာရှိုးဖြစ်ပါတယ်လာရှိုးမှာကြည်ပြင်းလာတာအဖြစ်ပါတယ်လို့2009ခုနှစ်မှာအိမ်ထောင် ပြုရတဲ့အခွင့်ပြားရှင်ပြင်ဆင်ပေးတယ်ကျွန်တော်ဇနီးရဲ့နာမည်ကတော့ဆ iam ညဏ်ညာလို့ခေါ်တာဖြစ်တယ်သူကတော့အဲကြောက်စဲဇာတိဖြစ်ပါတယ်ဆိုတော့ဖခင်ရဲ့ပို့ဆောင်ပေးမှုကြောင့်မို့မြန်မာပြည်ကလည်းပြီးတော့မှယနေ့မလေးရှားနိုင်ငံကိုလွန်ခဲ့တဲ့2003ခုနှစ်မှာအဲရောက်ရတဲ့အခွင့်အဲဖျားရှင်ပြင်ဆင်ပေးတယ်အဲမြန်မာပြည်မှာအမှုဆောင်ရင်းနဲ့ ခဏနာပြီးတော့မှမလေးရှားမှာလှုပ်လှုပ်ဖို့ရောက်လာခြင်းအဲဖြစ်ပါတယ်ဗောဘုရားရဲ့ပြန်လဲပြီးတော့မှ ပြင်ဆင်ပေးမှုလမ်းပြပေးမှုအားဖြင့်ယနေ့ Hadamas MCF ခုကတော့ Hadamas MMCC တင်းတော်စာပြုတ်ခြင်းကလည်းပြီးတော့မှအမှုတော်မြတ်မှာအဲထန်းဆောင်ပါဝင်ရတဲ့အခွင့်ကိုဖြတ်ရှင် ပြင်ဆင်ပေးတာဖြစ်ပါတယ်အဲ2000 ငါကလေပြီးတော့မှအပါဝင်ရပြီးတော့မှ2014အဲဂျွန်လိုင်းလမှာ US တန်းနံငါကိုထွက်ခွာရတဲ့အခွင့်ရရှိပြင်ဆင်ပေးတယ်အခုလက်ရှိအချိန်မှာတော့ US နိုင်ငံအဝစ်စကွန်ဆင်စတေးရဲ့မြဝကီမြို့မှာနေတာဖြစ်ပါတယ်လက်ရှိအချိန်မှာတော့ The Mountain of the Lord Church ဆိုတဲ့အတင်းတော်မှာတင်ဥစရာအနေနဲ့ဆက်လက်ပြီးတော့မှအမှုတော်မြတ်ထဲမှာထမ်းဆောင်ရတဲ့အခွင့် ရရှင်ပြင်ဆင်ပေးတာဖြစ်ပါတယ်လို့ဟုတ်ကဲ့ဒီ Hatmas MMCC တင်းတော်မစခင်မှာတော့ဒီ Hatmas area Monkera မှာပထမဆုံးရောက်ရှိတဲ့မြို့သမီးတယောက်ရှိတယ်ဆိုတော့သိရတယ်ပေါ့နော်သူနာမည်ကအာခွန်ဆာလို့ခေါ်တာဖြစ်တယ်ဆိုတော့သူနဲ့လည်းအဲ တွေ့ဆုံရတဲ့အခွင့်လည်းဖျားရှင်ပြင်ဆင်ပေးတယ်ပေါ့အတင်းတော်မဆခင်အတော်အတွင်းမှာတော့ဒီဘက်မှာတယောက်ပြီးတယောက်ပေါ့လေနော်ရုံချီသူတွေမြန်မာပြည်ကတယောက်ပြီးတယောက်ရောက်လာတဲ့အခါမှာဒီဘက်မှာဖုန်ဆဲတွေလှုပ်ဆောင်ဖို့ရန်အတွက်သူတဖြစ်တော့အခုလက်ရှိ KLBC MMCC အတင်းတော်ရဲ့ Senior Pastor ဖြစ်တဲ့ဆရာမ Reverend Dr. Winnie Santha အနေနဲ့ဒီဘက်ဧရိယာမှာလာရောက်ပြီးတော့မှ ဒီဟူဆဲလေးပါလေလောက်ဆောင်တာဖြစ်တယ်အဲ့ဒီမှာတစ်ခါတည်းရမှာအဲကျွန်တော်ကိုလည်းအဲ့ဒီဟူဆဲတွေမှာလေလာရောက်ပါဝင်ရတဲ့အခွင့်ဟူဆဲတွေမှာလေလာရောက်တတိခံနှုတ်ပတ်တော်ဝင်ရတဲ့အခွင့်ပေါ့လေနော်အမျိုးဆံမဝင်းကြီးရဲ့ဖိတ်ချခြင်းအားဖြင့်ပြင်ဆင်ပေးခြင်းအားဖြင့်ဒီဘက်မှာအဲဟူဆဲတွေလောက်ဆောင်ဖြစ်တယ်ဆိုတော့တဖြည်းဖြည်းနဲ့ဒီဘက်မှာနေထိုင်တဲ့သူတွေလည်းများလာတော့ပေါ့လေနော်များလာတဲ့အခါမှာဒီဘက်မှာနေထိုင်တဲ့သူတွေအနေနဲ့ တင်းငွေနေနေ့မှာဂျလန်အလောမှာရှိတဲ့ကျွန်တော်တို့ KLBC MCF KLBC MMCC အတင်းတော်မှာတွေ့ရောက်ပြီးတော့မှ Sunday နေ့ဖျားရှိခိုးဖို့ရန်အတွက်အဆင်မပြေမှုတွေဖြစ်လာတာပေါ့လေနော်အဆင်မပြေဘူးဆိုတာတော့အားလုံးမလာနိုင်ဘူးပေါ့လေနော် ရောက်ရင်လည်းအနေငယ်ပေါ့3 4 5ရောက်အလောက်ပဲရောက်နိုင်တယ်ဆိုတော့ဒီဘက်မှာအလုပ်လုပ်တဲ့လူတွေအနေနဲ့ကြပြန်တော့လေညတော့အဖင် restaurant မှာလောက်ကြတဲ့အခါမှာတို့ရဲ့ break time တွေက ေ3နာရီ4နာရီ5နာရီအတိပဝင်းချင်းမှာရတာများကြတယ်ဆိုတော့အဲ့ဒီအခါမှာတော်တော်များများကဗြိတိန်အချိန်နဲ့ကျွန်တော်တော့ KBC MCC အတင်းတော်ရဲ့ဝူပြကိုခွေချင်းစစ်စစ်မှာတရောက်တက်ဖို့ရန်အတွက်မရောက်နိုင်ဘူးပေါ့လေနော်ဆိုတော့တချို့ရောက်နိုင်ပေမဲ့အများစုကမရောက်နိုင်တာကိုတွေ့ရတဲ့အခါမှာနောက်ပိုင်းမှာဆရာမဝင်းကြီးအနေနဲ့လည်းဒီဘက်မှာအာရှိတဲ့သူတွေဖြားရှိခိုးနိုင်ဖို့ အာတင်းတော်ဆိုင်ကောင်းမယ်ဖျားကြောင့်ဘုရားကိုယ်ချင်းစစ်စင်ဆိုင်ကောင်းမယ်လို့ပြင်ဆင်ရင်းနဲ့ပဲဒီဘက်မှာအဲအတင်းတော်စဖြစ်တာဖြစ်တယ်အဲ့လိုအတင်းတော်စတဲ့အခါမှာတင်းအုပ်ဆရာအနေနဲ့ဦးဆောင်ဖို့အမှုတော်မြတ်ထမ်းဆောင်ဖို့ရန်အတွက်တာဝန်ပေးတဲ့အားဖြင့်ပေါ့လေနော်တင်းအုပ်အနေနဲ့ဒီတင်းတော်မှာစတင်ကြဲမှာပါဝင်ရတဲ့အခွင့် ဥဆောင်ရတဲ့အခွင့်အဖျားရှင်ပြင်ဆင်ပေးတယ်။ဒီမှာဥဆောင်တဲ့အချိန်မှာတော့ကျွန်တော်အနေနဲ့တော့ဒီဘက်မှာတော့မနေသေးဘူးပေါ့လေနော်။ကျွန်တော်နေထိုင်တာကတော့ဒီဂျလန်ကွန်ဘတ်ဖက်မှာဖြစ်တယ်ပေါ့နော်။စတာဘတ်နားလေးမှာဟုတ်တယ်။ဆိုတော့အဓိကလေးပြီးတော့မှအဲဒီဘက်မှာလာရောက်ပြီးတော့မှဥဆောင်တော့ပေါ့လေနော်။ Sunday နေ့မှာဥဆောင်တဲ့ကြာရက်တွေမှာလေလာရောက်ပြီးတော့မှ home sale လေးမှာလာရောက်ဥဆောင်ရင်းနဲ့ပဲစတင်ပြီးတော့မှအတင်းတော်ဖြစ်ပေါ်လာတာဖြစ်ပါတယ်ပေါ့။ ဟုတ်ကဲ့ကျင်းတော်အစပြုတဲ့အချိန်ကလေပြီးတော့မှကျွန်တော်ဒီမှာအမှုတော်ထမ်းဆောင်နေတဲ့အချိန်တော်တွင်းမှာတော့ဟိုအရန်ကြီးခက်ခဲတယ်ရေလို့မဟုတ်ပေမဲ့လည်းခက်ခဲတဲ့အပိုင်းလေးတွေတချို့ရှိတာဖြစ်တယ်ပေါ့နော်အထူးသဖြင့်တော့အာယုံကြည်သူတာသမီတွေရဲ့သွာလာရေးတွေမှာအလုတ်ပင်ပန်းတာရဲ့တစ်ဖက်ကစိုးရိမ်ပူပန်မှုတွေကြားထဲကသွာလာမှုတွေ เนี่ยปัดเสร็จတော့มาคิกแคมุเลတွေရှိတယ်ပေါ့เนาะကျွန်တော်အနေနဲ့ကြတော့အာဟာဒမတ်စ်မှာနေတာမဟုတ်ပဲねဂျလန်ကွန်ဘတ်ပေါ့လေเนาะစတာပတ်နာမှာနေပြီးတော့มาတွားရတဲ့အခါမှာတော့ Sunday နေ့ကတော့နေ့လည်နေခင်းပုံမှန်အာတွားတဲ့အခါမှာအလောက်ထိတော့ဆိုးရင်ဆရာမရှိဘူးည home stay တွေလာတဲ့အခါမှာအပြန်มาတခါကလေးညနေတကောင်းလေးပြန်တဲ့အခါမျိုးတွေမှာတော့လမ်းမှာဒီ block check တွေ မေးမေးတဲ့အခါမျိုးတွေစစ်တဲ့အခါမျိုးတွေတော့ရှိတယ်ပေါ့လေနော်ဒါပေမဲ့အဲ့ဒီချိန်တုန်းကတော့ကျွန်တော်ဒီဆက်ယုံမှာလောက်တယ်ဆိုတော့လောက်ချက်မိတယ်ဆိုပေမဲ့လည်းသူတို့ဟိုဖမ်းလို့ရတဲ့အထီးတော့မဟုတ်ပေါ့လေနော်ဒါပေမဲ့စိတ်ထဲမှာတော့ဘလောက်ချက်တွေ့ပြီဆိုရင်တော့စိုးရိမ်တာပေါ့လေနော်အမျိုးလေးတွေလည်းရှိတယ်အဲ့တော့တစ်ခေါက်တော့အာသူတို့အဲ့လိုမျိုးတရားဝင်ဖြစ်တဲ့အကြောင်းကိုပြပေးမိမယ်လည်း ယုံတဲ့အတွက်ကြောင့်မို့ကျွန်တော်ခဏ yes ကမှခဏလေးတော့ဖန်ထားရပေါ့လေနော်အဲ့ဒါနဲ့ကျွန်တော်အဲတထေးကိုဖုံးဆက်တယ်ညနေတကောင်တထေးလည်းချက်ချင်းဖုံးကင်ပြီးတော့မှသူ့ဖက်ကလည်းရမရဲအရာရှိလေးကိုပြန်ပြီးပြောပြတဲ့အခါမှာကျတော့ဒီရဲအရာရှိကပဲသူ့အောက်ကငယ်သားလေးဖန်ထားတဲ့အရာကိုရဲအရာရှိကိုတိုင် ပြန်လာပြီးတော့မှရွေးပေးတဲ့အတွေ့အကြုံလေးတွေရှိခဲ့ဖူးတယ်ပေါ့လေနော်ဆိုတော့တွာလာရေး မှာခက်ခဲမှုပြဿနာလေးတွေအထူးသဖြင့်တော့ဒီကျွန်တော်အတွက်တဲ့ဒီအတင်းတော်မှာရှိတဲ့ယုံကြည်သူတာသမီလေးအတွက်ကြတော့တချို့ကဘာမှမရှိတဲ့အခါမှာအဲခက်ခဲမှုလေးတွေရှိကြတာဖြစ်တယ်ပေါ့သူတို့အလုတ်တစ်ဖက်နဲ့ပင်ပန်းကြတယ်အဲဖြားချောင်းလာကြတယ်အပြန်မှာအဲရဲလေးကတစ်ခါတလေစစ်တယ်အမျိုးမှာသူတို့အနေနဲ့ရှားဖွေထားတဲ့ငွေကြေးတွေကို ရဲကအုံလုံးဖတ်မသွားအောင်သူတို့ရဲ့ငွေကြေးတွေကိုအသုံးပြုပြီးတော့မှရဲတွေကိုအနေအချင်းပေးလိုက်ရတာမျိုးတွေရှိတယ်ပေါ့ဆိုတော့တချို့ဆိုရင်လည်းအဖြစ်ပြက်တခုဆိုရင်လည်းညဖျားချောင်းပြီးသွားတဲ့အခါမှာဆိုရင်လည်းဒီဖျားချောင်းအောက်နားလေးတွေမှာပေါ့နော်တချို့ကတိတဲ့အခါမှာလေးနော်ဆံကယ်နဲ့ဖြတ်တဲ့သူတွေအဲလာရောက်ပြီးတော့မှလူကြပေါ့နော်ဆိုတော့မမတ်ရရတခုအများကြီးထဲကပေါ့လေနော်ဆိုတော့မမတ်ရရတခုပြောမယ်ဆိုရင်တော့ ထရေဆာတို့ကကာတို့အနေနဲ့ဖျားချမ်းကလည်းအစင်းမသူတို့ကိုဆန်ကယ်နဲ့လူတာပေါ့လေနော်လူတဲ့အခါမှာဒီ Christmas box ကိုသူတို့ကဗာပစ္စည်းထင်လန်းပြအဲ့ဒါသူတို့အဲ့ဒါကိုလူကြတာပေါ့နော်တကယ်တော့ဘာမှမဟုတ်ပေါ့လေနော်ဆက်အဲ့ဒါနဲ့သူတို့ဖုန်းကိုဆိုရင်လည်းလူတောင်းမှဆိုလို့ချက်ချင်းဒီဘက်ပြန်ပြန်ပစ်လိုက်တာလေနော်ဆက်ပြန်ပစ်လိုက်တဲ့အတွေ့အကြုံလေးတွေတွေ့ရတယ်ပေါ့နော်သူတို့ဆိုရင်တော်တော်လေးအဲလဲဆိုရင်သွားတယ်ပြီးရင်လဲသွားတော့ခြေတောက်လေးပါလေပွန်းသွားတာမျိုးတွေ လည်းရှိတယ်ပေါ့လေနော်ဆိုတော့တချို့ကြတော့လေညနေတကောင်မှပြန်ပြီးတော့မှလန်ခုလတ်မှာရဲလေကဖမ်းပြီးတော့မှဒီနာပဝင်းချင်းကရဲစခန်းတွေမှာလည်းဖမ်းထားတယ်တွားရောက်ပြီးတော့မှအဲပြောဆိုပြန်လဲပြီးတော့မှရွေးတချို့တော့တခါတလေမှာတော့ပတ်စံပေးပြီးရွေးရတဲ့အချိန်ရှိတယ်တခါတလေမှာတော့လည်းအဲဒီတိုင်းပဲတွားပြောရင်းနဲ့အချိုးအချောင်းပြောပြရင်းနဲ့ပဲပြန်နေရွေးလို့ရတဲ့အချိန်မျိုးတွေအဲရှိကြတာဖြစ်တယ်ပေါ့ဒါပေမဲ့ဝန်တာဆရာကတော့အခုလိုမျိုး အလုပ်ငန်းပင်ပန်းတဲ့အကြောင်းအရာကတစ်ဖက်ပြင်အခုလိုမျိုးရဲတွေတခုတည်းများတွေဆိုရင်ဆရာတွေမြောက်များစွာကြားထဲကလည်ပြီးတော့မှခက်ခဲမှုတွေမြောက်များစွာကြားထဲကလည်ပြီးတော့မှဖျားကိုဆံငတ်ပြီးတော့မှအဖျားကြောင်တက်တာလေးတွေတွေ့ရတဲ့အခါမှာတော့ဘလောက်ပဲခက်ခဲပြီးဖြစ်စေအမောပြေရတာပေါ့လေနော်ဝမ်းမြောက်ရှင်လန်းကြတဲ့အခွင့်ကိုဖျားရှင်ပေးတာကိုတွေ့ရတဲ့အခါမှာအဖျားရဲ့နာမတော်ကိုအချီးမွမ်းမိတာဖြစ်ပါတယ် တကယ်ပဲမလေးရှားမှာကျွန်တော်ရှိနေတဲ့အချိန်မှာစက္ကန့်နေတဲ့အချိန်မှာဆိုရင်လည်းလူငယ်တွေလူကြီးတွေတို့ဖရားရဲ့မျက်မှောက်တော်ထဲမှာအာတန်တဲ့တမြဥပ္ပကိုကိုွယ်ကြတဲ့စက္ကတ်ကြတာကိုမြင်တွေ့တဲ့အခါမှာဖရားနာမတော်ကိုသူပဲချီးမွမ်းတယ်ဖရားကျေးဇူးတော်ကြောင့်မို့အဲ US ရောက်ပြီးတော့မှအခုဒီဘက်ကိုပြန်လာပြီးတော့မှ လက်ပတ်ရတဲ့အခွင့်လာရောက်ပြီးတော့မှမိထာရဖွဲ့ခွင့်ရတဲ့အခါမှာအခုလက်ရှိအချိန်မှာဆိုရင်လည်းအာလူငယ်တွေမြောက်များစွာ ရောက်ရှိလာကြတယ်ပေါ့လေနော်ရောက်ရှိလာကြတဲ့အခါမှာလူငယ်တွေမြောက်များစွာကအခုလိုမျိုးညာနဲ့တကောင်မှာလူငယ်စစ်စင်တွေမှာလေးဖျားကိုချင်းမကိုွက်ကြတယ်အဲစက္ကအနံ့ကြတယ်အဲလောက်ဆောင်ကြတာကိုတွေ့ရတဲ့အခါမှာဖခင်ရဲ့နာမတော်ကိုအထူးပဲချီးမွမ်းတယ်အရန်ပဲ ဝမ်းမြောက်မိတယ်ကြောရှင်မိတယ်ပီတိဖြစ်မိတယ်ပေါ့လေနော်။ဩပြီးတော့မှအဲဒီဘက်ရောက်ရှိလာတဲ့အခါမှာဖရာရဲ့ရွေးကောက်မှုအားဖြင့်မူတော်ထန်ဆောင်မှုဖြစ်လာတဲ့အခါမှာဟုတ်ကဲလို့ဝန်ခံခဲ့မိတဲ့အရာအတွက်လည်းပြန်တွေးတဲ့အခါမှာအရန်ပဲဟိုပီတိဖြစ်မိတယ်ပေါ့နော်ဖရာကိုလည်းကျေးဇူးတော်ချီးမွမ်းမိတယ်ပေါ့။ပြီးတော့မှစက္ကန့်နေတဲ့ခေါင်းဆောင်တွေပေါ့နော်အမှုတော်ထန်ဆောင်နေတဲ့ ကျွန်တော်တို့ရဲ့တင်အုပ်ဆရာအခုတင်တဲ့တင်အုပ်ဆရာဆရာဖုံကအဆောက်ပါလေနော်ဆိုတော့လူငယ်ကောင်းဆောင်တွေအဲအမှုတော်ဆောင်တွေအားလုံးရဲ့လုပ်ငန်းဆောင်တာတွေလှုပ်ဆောင်ပြီးပြင်ပန်းနေတဲ့ဂျာထဲကလည်းမမောမပန်းနိုင်ပဲနဲ့ဆရာထက်တန်စွာဖြင့်စကပ်ပါဝင်နေတာကိုတွေ့ရတဲ့အခါမှာဒါပဲဝမ်းမြောက်ဂုဏ်ယူမိတယ်ဖျားနာမတို့ကိုလည်းအထူးပဲချီးမွမ်းမိပါတယ်လို့ โอเคสรุปအခုချိန်မှာလူငယ်တွေမြောက်များစွာလဲရောက်ရှိလာကြတဲ့အခါမှာဖျားခင်ရဲ့ကြီးစုတော်ကြောင့်မို့မြောက်များစွာသောလူငယ်တွေထဲကဖျားကိုချစ်ပြီးဆရာသက်တန်စွာ၏ဖျားကိုချီးမွမ်းကိုးကွယ်ကြတဲ့လူငယ်တွေပြင်ဖျားရဲ့အမှုတော်မြတ်ထဲမှာကြာရာကန္တမှာဆရာသက်တန်စွာဖြင့်စကန်အနန်ကြတဲ့လူငယ်တွေကိုတွေ့ရတဲ့အခါမှာဝမ်းမြောက်ဂုဏ်ယူဘလို့ပဲဘာနော်ဆက်လက်ပြီးတော့မှဖျားရဲ့နာမတော်ကို အဲချီမွားရင်းနဲ့ဆေးအငယ်ချင်းအဲစိတ်တကြချင်းတွေ့မရှိပဲနဲ့ဖျားရဲ့ကွဲကာပေမှုအောက်မှာလုံခြုံစွာဖြင့်အဲရှာလန်တော်လာရမယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့အတူဟုတ်တယ်နော်ဖျားရှင်ခွဲခံတမတ်ထားတဲ့အမှုတော်မြတ်နဲ့ဆက်နွယ်တဲ့လုပ်ငန်းဆောင်တာတွေမှာဆက်လက်ပြီးတော့မှအာကျေးဇူးတော်ချီးမွမ်းခြင်းနဲ့စကအနန္တလှူဆောင်တော့ ပါလို့တည်တွင်ခွန်အားပေးခြင်းနဲ့တကယ်ပဲဦးစီးဆောင်နေကြတော့အဲကောင်းဆောင်များနဲ့အတူပေါ့တင်းတော်မှာရှိတဲ့လူကြီးမိဘများ ကိုလည်းအားပေးခြင်းသာဖြစ်ပါတယ်ပေါ့နော်မိမိရဲ့ဘဝအနာဂတ်အတွက်ယုံကန်ရင်တက်ရှင်ရှာလန်တော်လာတဲ့အခါမှာတခါတလေစိတ်သက်သာတဲ့အရာတွေရှိမယ်တခါတလေမှလည်းအဲဖျားချောင်းတွားဖို့ပြီးရင်အာဒီမှာရှိတဲ့လူငယ်မောင်မယ်တွေကိုတွင်တင်ဆုံးမပြင်ဖို့ရန်အတွက် ပေါ့နော်ဒီခါကလေးမှာလည်းအမောပန်းတဲ့အချိန်စိတ်တကြတဲ့အချိန်တွေလည်းရှိကောင်းရှိနိုင်မှာဖြစ်ပါတယ်ပေါ့ဒါပေမဲ့စိတ်တမကြပါနဲ့လို့ဆက်လက်ပြီးတော့မှအဲဖျားကိုအဲပိမန်တော်ထဲမှာအတူတူကချင်းမောင်းကိုကိုွယ်ရင်သွားလာရင်းနဲ့ပဲဖျားရှင်အဲကျွန်တော်တို့ရဲ့ရှေ့မှာရှိတဲ့လူငယ်မောင်မယ်တွေကိုလည်းဆက်လက်ပြီးတော့မှဖျားပေးတဲ့ခွန်အားနဲ့အဲတင်းတင်းဆုံးမှလမ်းပြရင်းနဲ့ဖျားရဲ့နာမတော်ကိုချင်းမောင်းကိုကိုွယ်ရင်နဲ့ သက်ရှင်ရှာလန်တွားကြရအောင်လို့အဲခွန်အားပေးခြင်းနဲ့အအကြံပေးခြင်းပါလေလို့ပေါ့နော်ဆိုအနာဂတ်ပြဖြာရှင်အံဖွဲလံဖွဲပေးလက်ကောင်းချီပေးလက်မိမိရဲ့ဘဝဝိညာဉ်ရေးအတွက်ရောမိမိရဲ့အနာဂတ်ယူပါရုံတဲ့အတွက်ရောဖြာရှင်တစင်ချင်းပို့ဆောင်ပေးမှဖြစ်တယ်ဆိုတဲ့အကြောင်းကိုမိပြုပြီးတော့မှခွန်အားပေးခြင်းပါလေနင်းစေပြည့်တိုင်အောင် ပို့ဆောင်ပေးတဲ့ဖျားရှင်နာမတော်တာရေးပုံကြီးပါစေအဲဒီနေ့အတင်းတော်ရဲ့နှစ်20ပြည့်တန်အောင်အပို့ဆောင်ပေးခဲ့တဲ့အခါမှာဖျားရဲ့ပြင်ဆင်ပေးမှု ကောင်းချီးမင်္ဂလာနဲ့အတူပေါ့နော်အတင်းတော်မှာညောင်များစွာတော့လူတွေကြောင်းလဲပြီးတော့မှဖျားကိုချစ်တဲ့ဒါရမီတွေညောင်များစွာပေါ်ပေါက်လာရတဲ့အခွင့်ဖျားရှင်ပြင်ဆင်ပေးခဲ့တဲ့အတိုင်းဒီနှစ်20ပြည့်နဲ့အတူအနာဂတ်နေ့ရက်တိုင်းမှာလည်း ဖျားရှင်ကဆက်လက်ပြီးတော့မှအတင်းတော်မှာဥဆောင်နေတော့တင်အိုးဆရာနဲ့သူအတင်းတော်မှာခွဲခန္ဓာမထားတဲ့အမှုတော်ဆောင်တွေသူငယ်ကောင်းဆောင်တွေကိုအတုံးပြုချင်းအားဖြင့်ဆက်လက်ပြီးတော့မှအတင်းတော်မှာဘုပြုကိုယ်ခွဲနေတဲ့အတင်းသူတင်သားတွေရဲ့ဝိညာဉ်ရေးရာကိုတိဆောက်ခြင်းနဲ့သူဖျားရှင်ကိုမတိသေးတော့မယုံကြည်မလက်ခံသေးတော့တာမီးတွေမြောက်များစွာလဲ သခင်ယေရှုခရစ်ကိုမိမိရဲ့အသက်တခင်ကယ်တင်ပန်းရှင်အဖြစ်ယုံကြည်လက်ခံပြီးဘုရားသခင်ကိုချီးမွမ်းကိုးကွယ်တဲ့သူတွေမြောက်များစွာပေါ်ပေါက်လာပါမည်အကြောင်းဆက်လက်ပြီးတော့မှအံ့ဖွယ်ရရှင်အသုံးပြုပါစေသူများမကတကယ်ပဲအဲဘုရားရှင်ရဲ့လမ်းဖွင့်ပေးမှုနဲ့အတူဒီဟာတမတ်ဧရိယာပဝင်းခြင်းမှာတာလည်းမကတခြားနေမြေဒေတာမှာရှိတဲ့ညီကိုမောင်နှမတွေ ကိုလည်းထိုးဖောက်နိုင်ဖို့ရန်အတွက်တာနာပြုနေမည်တစ်တွေ့ဖြာရှင်ပြင်ဆင်ပေးတာကိုတွေ့ရတဲ့အခါမှာဖျားရဲ့နာမတော်ကိုအထူးပဲချီးမွမ်းပါတယ်လို့သူရင်သူစွာပဲတာနာပြုနေမည်အတစ်ပဝင်းကျင်မှာရှိတဲ့အဖျားရှင်ကိုမတိသေးတဲ့ဒါသမီးတွေမြောက်များစွာသောလူသားတွေလည်းဒီမှာရှိတဲ့ဆက်ဆံမများကိုအသုံးပြုပြီးတော့မှာ ခင်ယေရှုခရစ်တပါးသီးသားနဲ့ကယ်တင်ပန်းရှင်ဖြစ်တဲ့အကြောင်းကိုသိရှိနားလည်ခံစားပြီးသခင်ယေရှုခရစ်ကိုယုံကြည်လက်ခံပြီးတော့မှဖျားရှင်ကိုချီးမွမ်းကိုးကွယ်တဲ့သူတွေမြောက်များစွာပေါ်ပေါက်လာပါမည်အကြောင်းတာနာပြုနေမြဲအတီးတီးအပေါ်မှာလည်းဖျားရှင်ဆက်လက်၍အံ့ဖွယ်ကောင်းချီးပေးလက်အသုံးပြုပါစေလို့ကျွန်တော်အနေနဲ့ဆုမွန်ကောင်းတောင်းပေးချင်ပါတယ်အားလုံးအလုံးပေါ်မှာဖျားသခင်အစဉ်မြဲကောင်းချီးပေးပါစေ Yeah, yeah, like Jesus, dog. မာစာချင်းလုံးနောက်တယ်ဂျေဇူးတော်မှာတပါချသော